ဧပြီ14ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ NLD ပါတီဝင်တချို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်စီပါတီပြန်လည်မှတ်ပုံတင်ဖို့အတွက်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်စီကိုသွားခွင့်တောင်းရမှာဒေါအောင်ဆန်းစုကြည်ကလက်မခံခဲ့ဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့ March 28ရက်နေ့မှာ Al Jazeera သတင်းဌာနကစစ်ကောင်စီရဲ့ပြောခွင့်ရှိသူဇော်မင်းထွန်းကိုနေပြည်တော်မှာတွေ့ဆုံမေးမြန်းချိန်ပြည်တွင်းထဲက NLD ပါတီဝင်တချို့ဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်စီပါတီမှတ်ပုံတင်ဖို့စူးစမ်းခဲ့တဲ့အခြေအနေကိုပြောဆိုခဲ့တာဖြစ်ပါရဲ့ရှင်။သကိုင်းတိုင်းဒဇယ်မြို့နယ်မတလေးတိုင်းသပိတ်ကျင်းမြို့နယ်တို့ကိုစစ်ကောင်စီကတကြံအကြိုနှိဖြစ်တဲ့မနေ့ကညနေပိုင်းနဲ့ညပိုင်းတို့မှာလေကြောင်းကနေပေါင်900ဘုံကျဲချတိုက်ခိုက်လို့အရက်သား3ဦးသေဆုံးပြီး17ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ဒီမနက်ပိုင်းမှာလည်းစစ်ကောင်စီက စကိုင်းတိုင်းကကဏီမြို့ကိုလေကြောင်းပုံကျဲတိုက်ခိုက်လို့တန်ကားတော်တပါပြန့်လွန်တော်မူပြီးအရက်သားတဦးသေဆုံးခဲ့ရပါတယ်ရှင်။ချင်းပြည်တခွင်လုံးစစ်အာဏာရှင်ကြဆုံးပြီးပြည်လုံးကျွတ်လွတ်မြောက်ဖို့လက်တကမ်းသာလိုတဲ့အချိန်ကိုရောက်နေပြီလို့ဂျာကာလာချင်းမြို့သားအတိုင်းပင်ခံကောင်စီ ICNCC ကထုတ်ပြန်လိုက်ပါတယ်။တော်လာရင်အားစုတွေအချင်းချင်းကြားဖြစ်ပွားတဲ့ဘလို့အငင်းပွားမှုကိုမဆိုမိဖပရိပခတွေဖြင့်မှတ်ယူပြီးငင်းချမ်းတဲ့နီလန်းတွေနဲ့ဖြည့်ရှင်းဆောင်ရွက်သွားကြမယ်လို့ဖော်ပြပါရရှင်။